မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇူလိုင်လ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုံမြို့တိုက်ပွဲများအတွင်မှာတောင်းအုံတပ်မတော် DNL ကစစ်တုံးပန်း15ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်43လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မိုးကုတ်မြို့နယ်မှာတပတ်တာအတွင်းတောင်းတက်မရော TNL PDF မိုးကုတ်ဗျူဟာ PDF 513တို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကနေပြီးတော့လက်နက်43လက်တိတ်ဆိတ်ရရှိပြီးတော့ရဲနှောင်းဦးအပါအဝင်စစ်တုံးပန်း15ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တိတ်ဆိတ်ရရှိထားတဲ့လက်နက်များဟာ MA1 တလက်၊ MA2 3လက်၊ MA3 5လက်၊ MA10 2လက်၊ MA11 3လက်၊ MA16 တလက် MG64 တလက်60မမနှစ်လက်81မမတလက် RPG7 နှစ်လက် G3 6လက်နဲ့အခြားစစ်အုံဆောင်ပစ္စည်းများကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ1ရက်နေ့မနက်4:30မိနစ်ခန့်မှာနောင်ချူမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စကခ1ခမရ114115နဲ့ခမရ606တပ်စခန်းများကိုတောင်းတမ်းရော DNL DPLA နဲ့မန္တလေး PDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တလားတူပဲမုံမိတ်မြို့နယ် ညောင်နီကျေးရွာအနီးမှာလဲကောင်းတက်မတော် DNA လေးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ်မျိုးသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီမျိုးသိန်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီထံကနေပြီးတော့တိမ့်စီရမိတဲ့လက်နက်ခဲယမ်းများကိုချင်းကြီးနောင်ဆက်စင်ရဲအဖွဲ့ကဇွန်လလ၁ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတူပီမျိုးသိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီရဲ့မတူပီအခြေစိုက်ဗျူဟာနဲ့ခမာယ304 ဟလာယ140တုံးကဟာဝဲဇာအမြောင်း14.5 ZPU လေရင်ပြစ်တနက်ကြီးနှက်လက်အခြားလက်နက်ကြီးလက်နက်ငယ်များနဲ့အတူခဲရမီးကြောင့်အမြောင်းအများကိုချင်းကျင်အောင်ဆစ်ဆင်ရေး Operation CB အဖွဲ့ကတိမ့်စီရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ကြန့်ရှိနေသေးတဲ့လက်နက်ခဲရမ်းများကိုလည်းထပ်မံထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်းကိုချင်းကျင်အောင်ဆစ်ဆင်ရေး Operation CB အဖွဲ့ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ပြည်မျိုးကိုခြိတက်လာတဲ့စစ်ကောင်စီရဲ့နိုင်ငံတော်အဆင့်အောင်စေရစစ်ကြောင်းဟာအာရှလမ်းမကြီးမှာတိုင်းသာလမ်းတကိုင်းအဖွဲ့များရဲ့တိုက်ခတ်ခြင်းကိုခံရတဲ့အတော့နှစ်ပတ်အတွင်းမှာ28ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့ကရိတ်မြောက်ပြည်အာရှလမ်းကြီးပေါ်မှာရှိတဲ့ တာဝါတိုင်းကုန်းအနီးမှာစစ်ကောင်စီတပ်နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ပြင်းထန်စွာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတိုးလာတဲ့ဇွန်လ22ရက်နေ့နဲ့21ရက်နေ့လောက်မှာနယ်မြေရှင်းလင်းတော့စစ်ကောင်စီအလောင်း28လောင်းရတယ်၊တနက်3လက်ရတယ်၊ EAO ဘက်ကတယောက်ကြတယ်၊ PDF ရဲဘော်2ယောက်ထိထားတယ်လို့စီရေးသတင်းအင်းမြစ်တူကပြောပြခဲ့ပါတယ်။အာရှလမ်းမကြီးဘော်ကအခုတိုက်ပွဲဖြစ်နေတဲ့နေရာဟာမြဝတီမြို့နယ်14မိုင်ကွာဝေးကျောင်းသိရှိရပါတယ်။ကော့ဂရိတ်မြို့မှာရှိတဲ့ခလာရ69တိုင်ရင်နဲ့ လိုင်ဝအမြောက်တပ်ကလည်းလက်နက်ကြီးများနဲ့အာရှလမ်းမပေါ်မှာခံစစ်ပြုလုပ်ထားတဲ့တော်လိုင်းတပ်ဖွဲ့များရှိနိုင်တဲ့နေရာများကိုပိတ်ခတ်နေတယ်လို့သိရပါဗျ။ဇူလိုင်လ၁ရက်နေ့မနေ့ကစစ်ကောင်စီဘက်ကတိုးလာတဲ့လက်နက်ကြီးနဲ့ရော112ထပ်ဖို့လေရင်နဲ့ပါဘုံကျဲနေတယ်သူတို့ဘက်ကအထီးကိုင်များတယ်အကြီးပိုင်းတယောက်ထိထားတယ်လို့ကြားတယ်အဲဒါကြောင့်တောက်လျှောက်လက်နက်ကြီးတွေနဲ့ပြစ်နေတာလို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကပြောပါတယ် စိုးဝင်းကိုယ်တိုင်ညွှန်ကြားနေတဲ့အောင်စေးရစစ်ကြောင်းဟာမြပရီမျိုးကဆုံးရှုံးသွားတဲ့တပ်ရင်းများကိုပြန်လည်ရရှိဖို့အတွက် AP လကစတင်ပြီးတော့အာရှလမ်းမကြီးနဲ့လမ်းဟောင်းကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ကော့ဂရိတ်နဲ့မြပရီဟာအာရှလမ်းမကြီးကတွားရင်26မိုင်သာကွာဝေးတော်လဲစစ်ကောင်စီတပ်ဟာနှစ်လကျော်ကြာမြင့်တဲ့အထိမြပရီမျိုးကိုမရောက်နိုင်ပဲလမ်းခုလက်မှာအထိကအကြဆုံးများနေခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီနှစ်လကြာတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအယောက်300ကျော်တေဆုံးခဲ့ပြီးတော့တန်ချက်ကကားများစစ်သုံးရင်များနဲ့လက်နက်အများအပြားကိုတော်လိုက်တပ်ဖွဲ့များကတင်းစီရမိခဲ့ကြောင်းကရင်စစ်ရေးတရင်အင်းမေကဖော်ပြထားပါတယ်။အောင်စေရစစ်ကြောင်းအထူးကအကြဆုံးများနေတဲ့အတွက်စစ်ကောင်စီကကရင်ပြည်နယ်ဖမ်းမြို့အခြေစိုက်တပ်မ20နဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့အခြေစိုက်တပ်မ44နဲ့စကခဆက်နဲ့လက်အောက်ခံတပ်များအပြင်ပဲခူးအခြေစိုက်တပ်မခုံခုံနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့အခြေစိုက် တမ99ကတက်ရင်းများနေပါအင်အားဖြည့်တင်းနေတော့လေရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရေနတာစစ်စေးရိတ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်က29ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ25ရက်နေ့မှာမရီယာမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရေနတာစစ်ဆေးရေးဂိတ်ကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား26ဦးနဲ့ပြူစောတိ3ဦးသေဆုံးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာတော်လိုက်တပ်ဖွဲ့များအထိကအကြဆုံးမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တော့လေအကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာအနီးနားမှာရှိတဲ့ကျေးရွာများကို လေးချောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ဘုံကျဲဖျက်ဆီးခဲ့ခြင်းကြောင့်နေအိမ်များပြန်စီးခဲ့ရပြီးတော့လက်ရှိအချိန်အထိကိုလက်နက်ကြီးများနဲ့ရန်တပ်ပြစ်ခတ်မှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကအားလုံးပေါင်းစစ်ခွေး29កောင်သေးတယ်၊ပြူခွေး3កောင်နဲ့စစ်ခွေး26កောင်သေးတယ်။စစ်ခွေးတွေကရွာတွေကိုပဲပြစ်မှတ်ထားပြီးတော့ဘုံကျဲတာလက်နက်ကြီးနဲ့ပြစ်တာတွေပဲလုပ်နေတယ်လို့မရယာမြို့နယ်ပကဖမဟာတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမရယာမြို့နယ်ပကဖမဟာတပ်ဖွဲ့ကြက်တဲ့နဲ့စစ်ကြောင်း ပြင်းလွယ်ခရိုင်အမှတ်တက် တရင်တက် SSDF Security and Special Task Force People's Police တပ်ဖွဲ့မတရားမြို့နယ်တိုက်နယ်သုံးပကဖများဖြစ်တဲ့နဂါးညီအောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မိုးချိုးပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့မြန်မာပြည်သူများကြားမှာရေပန်းစားအတုံးများတဲ့ယိုးမဘန် ARB ဘန် UAB ဘန် ်မြန်မာနိုင်ငံသားများဘဏ်အသေးစားနဲ့အလက်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်မြန်မာမက်ခရိုဘဏ်စောက်လုပ်ရေးအင်ယာဘဏ်အပါအဝင်ဘဏ်9ခုနဲ့တာဝန်ရှိသူများကိုအရေးယူမယ်လို့စစ်ကောင်စီကဇူလိုင်လ1ရက်နေ့ညပိုင်းကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီပုပ်ပလိကဘဏ်9ခုဟာအင်ယာချင်းဝင်များကိုများစွာထုတ်ချေးလျက်ရှိတဲ့အပြင်ဗဟိုဘဏ်တတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်ပြီးတော့ထုတ်ချေးထားကြောင်းစစ်ကောင်စီကပြောဆိုထားပါတယ်။ရိုးမဘဏ်ကဗဟိုဘဏ်တတ်မှတ်ရာခိုင်နှုန်းထက်၁၁ရာခိုင်နှုန်းကျော်လွန်ပြီးတော့ အိယာချင်းဝင်များကိုထုတ်ချေးထားတယ်လို့သိရပါဗျ။မြန်မာနိုင်ငံသားများဗန်ကဗဟိုဗန်တတ်မှတ်ရာဂိုင်နှုန်းထက်၈တသမ၉လေးရာဂိုင်နှုန်းထက်ကျော်လွန်ပြီးတော့ထုတ်ချေးထားကြောင်းသိရပါဗျ။အိယာဝတီဗန်ကဗဟိုဗန်တတ်မှတ်ရာဂိုင်နှုန်းထက်၁တသမ၉၆ရာဂိုင်နှုန်းအသေးစားနဲ့အလက်စားလုပ်ငန်းများဖွံ့ဖြိုးရေးဗန်ကဗဟိုဗန်တတ်မှတ်ရာဂိုင်နှုန်းထက်၁တသမ၃၁ရာဂိုင်နှုန်းကျော်ထုတ်ချေးထားတယ်လို့သိရပါဗျ။ UAB ဗန်ကဗဟိုဗန်တတ်မှတ်ရာဂိုင်နှုန်းထက်၃တသမ၃၈ရာဂိုင်နှုန်းကျော်ထုတ်ချေးထားပြီး မြန်မာမက်ထရိုဘဏ်က3.39ရာခိုင်နှုန်းနဲ့စောက်လုပ်ရေးအိမ်ယာနဲ့အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘဏ်ကဗဟုဘဏ်တတ်မှတ်ထားတဲ့ရာခိုင်နှုန်းထက်16.34ရာခိုင်နှုန်းပိုမိုပြီးတော့ထုတ်ချေးထားကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အိမ်ယာချင်းငွေများကိုဗဟုဘဏ်တတ်မှတ်ရာခိုင်နှုန်းထက်ပိုပြီးတော့ထုတ်ချေးခဲ့တဲ့ပုပ်ပလိကဘဏ်9ခုကတာဝန်ရှိသူများကိုဥဒေနဲ့အညီအရေးယူမှဖြစ်ကြောင်းကြေညာသွားပါတယ်။ငွေရေးကြေးအဖွဲ့အစည်းများဥပဒေပုံမှန်54အရာလဲဒဏ်ချေးပေးဆောင်ရမယ်အပြင် စစ်ကောင်စီရဲ့ဗဟိုဘဏ်တာဝန်ရှိသူများကိုလည်းဖော်ထုတ်အရေးယူသွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်လေတူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကတဲကုန်းကြီးရွာကအမျိုးသမီးတဦးကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့ကြီးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူ၄ဦးဒဏ်ရာရပြီးတော့နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ22ရက်နေ့မှာလေတူမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ60တိုင်းကစစ်ကောင်စီတပ်သားများက တဲကုန်းကြီးရွာကအသက်အရွယ်53နှစ်အရွယ်ဒေါ်မိုးမိုးကိုအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ25ရက်နေ့မနက်3:15မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ264တရင်က120မမလက်နက်ကြီးတလုံးပစ်ခတ်ခဲ့ရာတမင်အင်းကုန်းကြီးရွာအတွင်းကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့ကြီးရွာနေပြည်သူစောမဲလေးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွယ်17:00ခန့်မှာခလာရ264တရင်က 190မမလက်နက်ကြီးတစ်လုံးထပ်မံပစ်ခတ်ခဲ့ရာတမင်အင်းကုန်းကျေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးတော့ကျေးရွာနေအသက်46နှစ်အရွယ်ဦးချစ်ကိုအသက်82နှစ်အရွယ်ဦးမျိုးမြင့်တို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ဇော်လ29ရက်နေ့ညနေ9:25မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ164တရင်က တနေ့နဲ့မမဟာဝေသာလက်နက်ကြီးတလုံးပြစ်ခတ်ခဲ့ရာထိုးဝါဆိုင်ခြေရွာအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့အဲ့ဒီနေ့ညနေ9:30မိနစ်ခန့်မှာခလာရ264တိုင်ရင်ကတနေ့နဲ့မမဟာဝေသာ3လုံးကိုထပ်မံပြစ်ခတ်ခဲ့ပြီးတော့တမင်အင်းကုန်းခြေရွာအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ကြောင့်ခြေရွာနေပြည်သူအသက်48နှစ်အရွယ်ဒေါ်တင်ထဲထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ